ဲ့တော့ဆရာကလူသားအားလုံးအပေါ်မှာအားလုံးကိုအတူတူတော့ထားရမယ်။ဒါလူသားတယောက်အနေနဲ့စဉ်းစားတာ။ကိုယ်လည်းလူသား၊ကျန်တဲ့လူလည်းလူသားပေါ့နော်။ဒီပေါ်မှာမျှတတဲ့အမြင်တခုကျွန်တော်ရှေ့ရမယ်။အဲ့အနေတော့မပြီးသေးဘူး။နောက်တစ်ခုကဒါဓမ္မအမြင်။နောက်လောကအမြင်တခုလည်းစဉ်းစားရမယ်။လောကအမြင်ကကိုယ်နဲ့သူနဲ့ဘယ်လိုပတ်သက်မှုရှိလဲဆိုပြန်စဉ်းစားရမယ်။ လေမြန်းလို့ပတ်သက်တယ်လားတန်သမီးလို့ပတ်သက်တယ်လားဆွေမျိုးလို့ပတ်သက်တယ်လားမိတ်ဆွေလို့ပတ်သက်တယ်လားပြောကြည့်နာဒီပေါ်မှာမူတည်ပြီးတော့ကိုဘလောက်အတိုင်းရှိနဲ့လှုပ်ပေးမလဲဆိုတာကလောကအမြင်နဲ့လည်းအတိုင်းရှိကိုသိရမယ်ကျွန်တော်တို့ကဒီနှစ်ခုကိုခွဲခြားနိုင်ရမယ်အဲ့တော့လှုပ်ပေးတရားရှိရင်လည်းလှုပ်ပေးရမယ်ဒါပေမဲ့ဘလောက်လှုပ်ပေးမယ်ဆိုတာကလောကအမြင်နဲ့မှလည်းရှိနေသေးတယ်ကျွန်တော်တို့က လောကသမချက်တွေထဲမှာလည်းရှိနေသေးတယ်။လောကအမြင်လည်းလွန်ဆန်လို့မရဘူး။အဲ့တော့အတိုင်းရှိကိုလည်းသိရမယ်ကျွန်တော်တို့ကအဲ့ဒါပါလို့လည်းသတိ။ဒါမှမဟုတ်လောဘကိုစေနာလေးထားပြီးစွန့်လို့ဒေါသကိုမေတ္တာလေးထားစွန့်လို့ပဲ။ဒီမောဟအမှန်မသိတာလေးကိုသတိလေးနဲ့ထားပြီးတော့ကွာအတိုင်းရှိကိုသိပြီးတော့ဘလောက်ကူညီသင့်တယ်ဘလောက်လောက်ကင်ပေးသင့်တယ်ဆိုတာလည်းဒါအတိုင်းရှိသိရမှာဖြစ်ပါတယ်။အဲ့လိုလေးသိလိုက်လို့ရှိရင်ဘုရားမှာ ်တော်တော့အဆင်ပြေသွားမှာပါနော်ဟုတ်ပါယေစုတင်ပါရင်ဆရာကြီးရှင်ဒုတိယမိကွန်ဖြစ်ပါတယ်ရှင်ဆရာရှင်လောကအမြင် price ဓမ္မအမြင် value ဘဝအမြင်ကို price and value ကိုအချင်းချုပ်ပြီးပြန်ပြောပေးစီလိုပါတယ်ရှင်ပြန်လဲပြောအောင်မအချင်းလဲချုပ်အောင်မလားအဲ့တော့ လောကမှာရုပ်ပိုင်းဆိုင်နဲ့နာမိုင်းဆိုင်နေရှိတာပေါ့ရုပ်နဲ့နာမ်နဲ့ကျွန်တော်ပေါင်းဆက်ထားတာအဲတော့ရုပ်ပိုင်းဆိုင်တွေကတော့လောကမှာသူဈေးဝယ်သွားလို့ချင်း price တွေပေါ့ price tag တွေဘလောက်ကုန်တိုက်တွေသွားရင်ပတ်စံတွေတန်ဖိုးတွေရှိတယ်ဒါတော့ price ပေါ့ရုပ်ပိုင်းဆိုင်တွေကပါတော့ price တွေအဲ့အစားအသောက်တခုဝယ်စားလိုက်လို့ကိုယ့်ရဲ့ကျန်းမာရေးကောင်းသွားမယ် ကိုယ်စိတ်တွေလန်းဆန်းသွားမယ်ဆိုရင်ဒါပါ value ဖြစ်တာပေါ့ပြောကြင်တာကိုယ်စိတ်တွေအေးချမ်းသွားမယ်ပြောရှင်သွားမယ်ကျမ်းမာရေးကောင်းလာမယ်ဆိုရင်ဒါပါဖြစ်တာ value ပေါ့တချို့က best sense လဲပေးရသေးတယ်အဲ့ဒီစာမှာကိုယ်ကျမ်းမာရေးထိခိုက်မယ်ဆို value ကပတက်တက်ပြီးကြာတော့သွားဦး price နဲ့ value ကနော်အဲ့တော့ရုပ်ပိုင်းလွယ်အောင်ပြောရင်တော့ဆရာတော့ရုပ်ပိုင်းဆိုင်တွေက price နဲ့တိုင်းကြတာပေါ့စိတ်ပိုင်းဆိုင်တွေကပေါ့ value တွေပေါ့ ဲ့တော့ယုံနဲ့နန်နဲ့ရှိတဲ့အတွက်ယုတ်ပိုင်းဆိုင်ရာတွေလည်းတိုးတက်မှုလို့လို့စိတ်ပိုင်းဆိုင်ရာတွေလည်းအားကောင်းမှုလို့ရပေါ့အဲ့တော့ယုံနဲ့စိတ်မှာဘယ်ဟာအဓိကကြားလဲဆိုယုတ်ကအဓိကကြားတယ်အဲ့တော့လွယ်လွယ်လေးပါနျူကလ িয়ার ပေါ့နော်တက္ကနော်လော်ဂျီကအတတ်ပညာနျူကလ িয়ার ပါဝါတကူအတတ်ပညာနဲ့တိဆောက်တဲ့ရုပ်ပိုင်းအဲ့ဒီနျူကလ িয়ার ကိုပဲဘုံလုံးမှလာလျက်စစ်ထုတ်မှလာစိတ်ပိုင်းဆိုင်ရာအဓိကကြားတယ်သူကဘာလုံးမှလဲဆိုဆုံးဖြတ်ဖို့ကအဓိကစိတ်ပိုင်းကပိုအရေးကြီးတယ် အဲ့မဲ့ဆရာတို့ကအခုကလောကရဲ့ရုပ်ပိုင်းဆိုင်ရာတွေပတ်စံတွေဒီပစ္စည်းတွေကပဲလွှမ်းမိုးသွားနေပြီစိတ်တွေအဲ့အောင်ရောက်သွားပြီပြောချင်တာစိတ်ကရုပ်ရဲ့ကျုံဖြစ်သွားပြီရုပ်ပိုင်းဆိုင်ရာတွေကသခင်တွေဖြစ်နေကျွန်တော်တို့ကစိတ်ပိုင်းဆိုင်ရာအောက်ရောက်သွားကြတယ်နော်အဲ့တော့ဒီ president value လေးကအလွန်နှစ်သက်ဖွယ်ကောင်းတယ် အဲ့တော့ကျွန်တော် price လဲရှိရမှာဖြစ်လို့ value လဲထပ်ပြီးတင်နိုင်မှာဖြစ်ပါတယ် price for ဘာလို့မှာ value တော့ပစ္စည်းလေးတစ်ခုဝယ်ရင်တော့ကိုယ့်ဘဝမှာအသုံးချလို့ရှင် value တက်လာဒီပစ္စည်းလေးကိုသုံးပြောရင်တော့ဆရာဘာပြောဘူးလဲဆိုတော့ရင်တော့မန္တလေးရှိတယ်ကတော့မန္တလေးကတထေးတွေရှိရရန်ကုန်စင်းဝယ်ရင်တော့ကားကိုအကောင်းစားဝယ်တယ် မန္တလေးရောက်လာပါလို့တိုက်ထဲမှာချင်းအောင်ချရတာလေ။တွားရင်ပါနဲ့တော့ဆာဗိန်းနဲ့တွားတယ်စွကျင်နဲ့တွားတယ်အမန္တလေးတတိယဘရောမှာကားထုတ်တော့နေတော့အလှူတွေမင်္ဂလာဆောင်နေဆရာတော်ကြီးပြင့်မယ်ဆိုတာအဲတော့ဂုံတစ်ခုနေတယ်တော့နာအဲဒါအဲတော့ကျွန်တော်ကအဲ့လိုပေါ့အဲတော့ပစ္စည်းတစ်ခုဝယ်တယ်ဆိုတော့ကိုယ်ဘုံကကောင်းအောင်ကိုယ်ဘုံကတတကုန်နေရတယ်ကျမ်းမာရေးလေးပို့ကောင်းလာမယ် အဲအဲ့ဒီတွေ့သုံးရမှာပြောချင်တာဟုတ်လားအဲ့တော့ price နဲ့ value ပေါ့ပြောချင်တာဘယ်ရမှသူစဉ်းစားရင်အဲ့လိုလေစဉ်းစားတတ်မှာနော်ဆရာဟိုရေးစရာလုံးနဲ့မသွားမပါရင်လည်းကားပါဖို့သာရေးကြည့်တယ်လူက value မထားဘူးပစ္စည်းပဲ value ထားတယ်ကျွန်တော်တို့က price ထားတယ်ပေါ့ price နဲ့ value တွေပေါ့အဲ့တော့ကိုယ်ဘာကြည့်ကြည့်ပေါ့ကိုကိုဘလောက်တန်လဲဆိုတော့နောက်တိုင်းကနေမှာတော့တစ်နှစ်ကို ူရဲ့ဝင်ငွေဘယ်လောက်ရှိတယ်ဒါတော့ price ပေါ့ဒါပေမဲ့အလုပ်တစ်ခုပေါ်မှာလာကပေးတယ်ဒါသူလာကဘယ်လောက်ရတယ်ဆိုတာဒါပေမဲ့အလုပ်ပေါ်မှာ तू ဘယ်လောက်တန်ဖိုးထားလဲလုပ်ငန်းနေပေါ်ကိုဘယ်လောက် तू တန်ဖိုးထားလဲဒါကသူ့ရဲ့ value ဖြစ်လာတယ်ဒါတော့ကနော်အဲ့တော့ price နဲ့ value ပေါ့နော်လာကဒီလောက်ရရင်ဒီလောက်ပဲလုပ်ပေးနိုင်မယ်ဆိုတာဒါ price နဲ့ပဲတိုင်းတာလာကရရင်လည်း तू လုပ်ပေါ်တန်ဖိုးတွေထားတယ်အောင်မြင်အောင်သိချာ use site တွေလုပ်ပေးရဆိုတာသူ့ရဲ့ value တွေတက်လာတာပေါ့နော်ကျွန်တော်ကနော်အဲ့တော့ ကိုလုတ်တဲ့လုပ်ငန်းတစ်ခုပါမှာလုတ်ပေးတာကတော့ဘာလို့လဲကျွန်တော်ကဘာလို့လဲစေနာလေးထားလို့စေနာစေနာတော့လုတ်တာတော့ price ပဲအဲ့ပေါ်မှာထားတာပါ value တင်တယ်အဲ့ value ပါပြတယ်အဲ့ဒီမှာမေတ္တာတရားအဲနင်လားအဲမေတ္တာတရားလေးထားတော့သူ့ပို့ကောင်းပါစေတော့ပို့အကျိုးရှိပါစေတော့အဲ့အလေးက price for value ဆင်တာပါပဲကျွန်တော်ကနော် price နဲ့ value လေးတော့မေတ္တာတရားထားတယ်ဒါ value ဖြစ်တာပေါ့ ဟိုရောင်းဝယ်တော့ action တစ်ခုကတော့ပေးကြကမ်းကြတာပေါ့ transaction ပေါ့သူဒီလောက်ပေးရင်ဒီလောက်ပြန်ပေးလိုက်တာပဲရောင်းနာဝယ်တာဒါပေမဲ့ဒီဘောမှာမပါလို့တာမြစ်တာတရားတွေထားကြတယ်တခုပေါ့တခုဒါ value ဖြစ်လာတာပေါ့နော်နော်ဟုတ်ပါပြီကျေးဇူးတင်ပါတယ်ဆရာကြီးရှင်နံပါတ်3မိကုံးဖြစ်ပါတယ်ရှင်ဆရာကြီးအားယူတီစွာကြတော့ပါတယ်ရှင်ဘဝတန်မှုဘယ်လူရဖို့အတွက်အကျိုးမျှော်စရာမလို့ အကြောင်းကောင်းအောင် ဖြည့်ဆည်းရမယ်လို့ရှင်းရှင်းလင်းလင်းသိလာပါတယ်ရှင်။ဒါကိုသိပြီးကိလေသာတွေထုံမုန်းတဲ့လောကထဲပြန်မကြအောင်သီလတမာရီပညာနဲ့မိမိကိုယ်ကိုနေ့စဉ်ဘယ်လိုထိုင်ရမလဲဆိုတာကိုအဆုံးမတွင်တင်ပေးပါဆရာကြီးရှင်။အဲတော့ပထမအာတိဝနာပစ္စယတတ္တိတာထထဖမထုံမုန်းမှုပဲလို့လေ။ ဲ့တော့အားကစားလုပ်တယ်လို့ပဲနေ့စဉ်အားကစားတွေလုပ်လို့ရှိရင်ကိုယ့်ရဲ့ကြွက်သားတွေမှာဆယ်တွေဟာ string ကရနေပါဘူးဒါပေမဲ့ကိုယ်မလုပ်တိုက်ဘူးဆိုတော့အဲ string နဲ့ကြာသွားပါတဒါတဘာဝအဲ့တော့ဒီရားလေးကိုပြန်မကြောက်တော့ကိုယ်ကနေ့စဉ်ထုံမွန်းနေဖို့လိုတာပေါ့ဒီဒီတိလသမารီပညာတွေနဲ့ပေါ့နော်ကိုယ်ကမှာ ထုံမွန်းနေဖို့ဆိုတာက ကိုယ်ကရှားတယ်ဘလို့ထုံမွန်းပါအောင်ဖះလဲရှိကိုတရားလေးလက်အထုတ်နောက်တစ်ခါစင်ပြန်စားလေးလက်ဖတ် သူကနော်စာဖတ်တော့လေသူကစဉ်းစားစရာလေးတွေဒီဟာလေးတွေဖြစ်လာတယ်ဟုတ်လားကျွန်တော်ကစာဖတ်အနဲ့သွားတယ်ခုနစာလည်းဖတ်တယ်နဲ့ဒီဓမ္မလေးတွေကိုဖတ်နေရတာကသူကအတွေးအမြင်အစ်တွေရတာဘုသူဒအစ်တွေနောက်တစ်ခုကကျွန်တော်ကသူများလည်းပြန်မျှဝေပေးတယ်ကိုသိတာလေးတွေအဲ့ဒါသူကထုံမွန်းနေပြီဟုတ်လားကိုကိုနိုင်နဲ့အားထုတ်ရမယ်စာလည်းဖတ်ရမယ်တရားလည်းနားရမယ်သူများလည်းမျှဝေပေးရမယ်ကိုကိုနိုင်လည်းတိုင်းလိုင်းနေထိုင်ဆိုင်တောင်းနှလုံးလေးတွေ တွင်းနေရမယ်ဒါဆိုရင်ရမယ်ပြောချင်တာဒါပေမဲ့ကိုကိုကိုစနစ်တည်ဆောက်တာဘယ်ချိန်မှာဖျားရှိကုန်မယ်တရားထိုင်မယ်ဘယ်ချိန်မှာစာဖတ်မယ်ဘယ်ချိန်မှာတရားနာမယ်နောက်ငါစာရင်တောင်းရင်တောင်းရင်လည်းနှလုံးသွင်းမယ်သူများတွေကိုလည်းမျှဝေပေးမယ်ကိုတက်နိုင်တဲ့လူတွေကိုခေါ်မယ်ဖိတ်မယ်မုံလေးကြွေးပြောပြောခိုင်းပြောပေါ့နားထောင်ခိုင်းပေါ့တရားနာဆိုလာမှာမဟုတ်လေမုံကြွေးမဲ့ဆိုလာမှာအဲ့တော့မုံဆိုင်တရားဟောအဲအဲ့ကြောင့်ကိုကမျှဝေ ပေးတယ်အဲ့ဒီထဲသာနေလို့ရှိရင် ကို့မှာထုံမွနေမှာပါဒါဒီနဲ့နော်ဟုတ်ပါပြီကျေးဇူးတင်ပါတယ်ဆရာကြီးရှင်နောက်ဆုံးမိကုံးဖြစ်ပါတယ်ရှင်စကားလေးတရား yes တရားလဲစကားဆိုတာမှန်ပါသည် အချို့သူများကတော့စကားကို တရားမဖြစ်တရားမဖက်ပြောကြပါသည်ဓာတ်ထက်ထက်နှင့်လွှာလိုက်တဲ့ကဲ့သို့ ခံစားရပါသည် အချို့ကြတော့ ဒါသာထက်မှာပြားရည်စဲစကားမျိုးပြောကြပါသည်၎င်းကို ကျမအနေနှင့်အကြောင်းကျိုးသာဖြစ်သည်ဟု စင်ကျင်ချင်းသည်မှန်ကန်ပါသလားဆရာ မဟုတ်ရင် လောကကြီးမှာနေစရာအချင်းကျက်ပါသည်အဲ့တော့ဆရာပြောလို့ပေါ့မီးတော့တုံးရတာပဲမီးကိုထိမ့်ထိမ့်သိသိနဲ့အနေကင်းရင်တုံးနိုင်သူလည်းဒီလိုပဲနေရတာပဲလေပြောချင်တာလောကမှာလည်းဒူတွေမှာဆရာပြောချင်တာ ကောင်းတာတွေရှိနေမှာပေါ့လူတိုင်းမှာကောင်းတာလည်းရှိတယ်ဆိုးတာလည်းရှိတယ်ကွတ်ဒါကိုမြင်တတ်ရတယ်အဲလူတယောက်ကိုအဲ့ဒီကြတော့လောကမှာဆက်ဆက်တိလာတာကအရင်တော့လူဆိုးတွေပေါ့အရင်တော့ကျွန်တော်တို့ခေတ္တမှာအဲ့လိုလမ်းတရဲတွေပါတော့လူကြီးတွေအမြင်မတည့်တဲ့လူတွေရှိတယ်ကလေးလူငယ်တွေပေါ့ဒါပေမဲ့တေးချတော့ကြည့်မှာသူမှကောင်းတာလေးတွေရှိတာတော့တွေ့တယ်လူကြီးတွေကဒါသူတို့အမြင်နဲ့မတည့်တော့ဒီကောင်းလေးလမ်းတရဲတွေလူဆိုးတွေပြောမှာသူတို့မှ ဟိုကူညီတတ်တဲ့စိတ်ဓာတ်တွေပျော်ပျော်ပါးပါးနေတဲ့စိတ်ဓာတ်တွေအစင်မခွဲတဲ့ဟာတွေဟာကောင်းတယ်လည်းရှိတာပြောချင်တာအဲ့တော့ကျွန်တော်စအတိသွားတာဘယ်အကောင်းတဲ့အစိုးတွေကအကုန်ရှိကြတယ်တွန်တွဲနေကြတယ်ပြောချင်တာအဲ့တော့ဈေးဝယ်ရင်တောင်းကြည့်ရင်ကောင်းတာရောရှိရပါမကောင်းတာလည်းပါမှာပေါ့အဲ့တော့ဈေးဝယ်ရင်ဒီတိုင်းဝယ်လဲရွေးဝယ်တာလားရှင်ရှိရဲ့နေရာသွားရင်ရှင်နဲ့ထဲလျှောက်တယ်လားရှောင်းပြောလျှောက်တာလားအဲ့ဒီကြလောက်တတ် တော့မီးနဲ့တုံးတော့လည်းမီးအပူမှတ်အောင်ရှောင်ပြီးလုတ်တက်တာပဲအဲ့တော့ဆရာတို့ဒါတွေကတော့တွေ့နေမှာပဲလူတွေထဲမှာလည်းအကောင်းတွေလည်းရှိမယ်အဆိုးတွေလည်းရှိမယ်ပင်တယ်နေပူတယ်လည်းရှိမယ်ဘုရားအရေးလည်းရှိမယ်နေပူတယ်လည်းရှိမယ်ကြည့်ကိုနေရွေးပေါ်ကွာတော့ကွန်လည်းလောကမှာတော့ဒါတွေတွေ့နေမှာပဲဘယ်ရမှာအဆိုးတွေလည်းမရှိဘူးအကောင်းတွေလည်းမရှိဘူးပြောတင်တာဒါကကွာရွေးချယ်တဲ့ဘုနင်းစီပန်းလေးသဘောကျလားနင်းစီပန်းကြိုက်လားဘာရှိလဲ အမအဲ့တော့စူးယူကြိုင်တယ်လားရှောင်းကြိုင်တယ်လားဥမဒါမျိုးတွေကြလဲအကုန်တက်တယ်အဲ့တော့တဘာဝလေးပဲကိုကအဲ့ဒီကောင်းတာနဲ့ဆိုတော့ဘာနဲ့ယူတောင်တိလားတတိကယူတာဒီတတိလေးနဲ့ကိုဆောင်ပြောဘွားမနေတက်လို့ရှင်ကိုဘာသူယူချေနေပေါ့ဘွားမကိုကိုတိုင်းနဲ့ဘလို့နေကောင်းမလဲတော့ယူချေပေါ့ဘွားမဒါမလို့ယောလိုက်ပြီယော choice ဉာဏ်ကြီးရကြလို့ရှိရတယ်နောက်တစ်ခုကလည်းဘဝမှာအကြောင်းအကျိုး နေရန်တစ်ခုကိုဘောလုံးနဲ့ပေါက်ကြည့်ပြင်းပြင်းပေါက်ရင်ပြင်းပြင်းပြန်နင်းနေပေါက်ရင်နင်းနေကိုနဲ့သူနဲ့ဆက်ဆံတဲ့ခါမှာကိုကသူ့ရှီရဘလို့လာစေခြင်းလဲဆိုတာကိုအဲ့လိုလာစေခြင်းနဲ့အကြောင်းတရားကိုကလှုပ်လိုက်လှုပ်လိုက်ရင်အဲ့ဒီအတိုင်းပြန်လာတယ်အကူကပြောချင်တာကသူကဘလို့အမျိုးကြိုက်တယ်ဘလို့ပြောရင်သဘောကျတယ်အဲ့ဒီဒါနဲ့ကိုကအစင်ပြေခြင်းနဲ့ဆိုရင်ကိုဘက်ကသူနှစ်သက်တာလေးတွေပြောမှဆိုမှပြောချင်တာကလူတယောက်ကအလကလူရဲ့စိတ်ရအကုန်အတူတူပဲ လောကမှာလူတွေကတချို့သွားလို့ချင်းဗာလေးတွေယူတာလက်ဆောင်လေးတွေယူတတ်တယ်လက်ဆောင်ကမှသူကြိုက်တာလေးကိုယူကြတယ်အဲ့ဒါကစပြီးတော့ကောင်းတဲ့အာရုံနဲ့ကျေးဇူးပြုတယ်အာရမဏကောင်းတဲ့အောင်နဲ့ကျေးဇူးပြုတယ်သူကောင်းတဲ့စိတ်တွေဖြူပဲတုံ့ပြန်တာပဲအခုကညံကြီးလဲလဲပေါ့လူကြီးလဲလဲပေါ့နည်းနည်းတော့လုံးလုံးလေးဩနေရထိုင်နေဆိုတာကိုပြောချင်တာပြောဆိုချင်တာဆိုပြည့်ချက်မကောင်းဘူးလားအဲ့လိုမလုံးနဲ့လေကိုကလေဟုတ်လားအဲကိုကဒါကို management လို့ခေါ်တယ်ကိုဘက်ကလည်းဘယ်လိုလုပ်ရင် ူဘက်ကဘလို့ပြန်ပြောမယ်ဆိုတော့စဉ်းစားတာအဲ့တော့ကိုဘာလို့ကျင်လဲအဲ့တော့ကိုဘာအကြောင်းကောင်းဖြစ်ရင်ဘယ်အကျိုးကောင်းလာမလဲဒီလိုလေးတွေစဉ်းစားလေပြောတင်တာအဲ့တော့ဟိုတခါလေကျတော့ကိုကကောင်းဖို့ကမစဉ်းစားဘူးနဲ့ तू ကောင်းဖို့ပဲမျှော်လင့်တာလည်းရှိတယ်အဲ့ဒီကသူကိုဘက်ကကောင်းဖို့ပဲနောက်ကြမျှော်နေ तू ကောင်းကောင်းမကောင်းကောင်းပြဿနာမရှိတော့ဘူးဒီလိုတွေစဉ်းစားတတ်လာတယ်ကိုဘက်ကပို့မြင့်မားလာတယ်ပြောတင်တာ တိမ်မောမှနေတဲ့လူကမိုးရွာမှာလဲမိုးတော့ရွာနေမှာပဲရွှွန်နေလဲရှိနေမှာပဲသူပူစရာမလိုတော့မိုးရွာလို့ပူစရာမလို့ ठी မိမှာရွှွန်ပေမှာဘာမှပူစရာမဘာလို့တိမ်မောရောက်သွားတယ်အဲ့တော့ကိုယ်လဲဒီကုသိုလ်တရားတွေနဲ့ဒီကောင်းတဲ့ဟာတွေနဲ့လှုပ်ရင်းနဲ့ကိုယ်စိတ်ကပေါ်တစ်ခုကိုရောက်သွားရင်အဲ့ဒါတွေကကိုယ်ဘာမှမထိခိုက်နိုင်တော့ကိုယ်စိတ်ကိုဘာမှမထိခိုက်ဘူးပြောချင်တာသူမိုးရွာရနေဘူးကိုယ်နေတတ်နေဘာမှမထိခိုက်တော့ဒီမိုးရွာရနေဘူးဥပမာလေးပြောပြမယ်ဒါတွေကပြောနေကြတယ် တကယ်တော့ပြင်းစံတက်မှာကိုအဖွဲတွေနဲ့ပြင်းစံတက်တော့တော်တော်မိုးကယောဟနာပေါ့ထထွက်တယ်ဟာအမန်လေးကလေအဲ့မိုးရွာရင်ကိုသူအိမ်ကမထွက်ချင်တာပြောချင်တာမိုးရွာမိုးကြောက်တာမိုးရွာရင်မကောင်းဘူးလို့ယူဆတယ်လားအဲ့တော့မိုးရီရွာရင်ကိုသူကမပြည့်ဒီလိုပဲပေါ်တော့တော့ဒါပေမဲ့လမ်းမဲ့တော့မိုးရီကတိတ်တာဟာတိတ်တာဟာမိုးရီပြီဆိုတော့အဲ့တော့ပြုံးလို့သွားရတာမိုးတိတ်တာနဲ့ကျွန်တော်ပြောပြရတယ်မိုးရွာတော့လည်းကွာလို့မင်းတို့ကားထဲမှာရေမဆူပါဘူး ခုမိုးထိတ်တော့လည်းဘာမှမဖြစ်ဒါဒါပဲလေဒါပေမဲ့မင်းတို့မှာမြင်တဲ့ပုံမှာမူတည်ပြီးတော့မိုးရွာရင်စိတ်ကြီးရတာနဲ့မိုးလေးရက်သွားရင်ပျော်ရတာနဲ့ဒါပေမဲ့မိခန္ဓာကြည့်လို့ဒါဒါပဲလို့ဘာမှမဖြစ်ဘူးလို့ဒီလားကျွန်တော်တို့မှာဒီမိုးရွာတာနေပူတာဆပြီးတော့ကျွန်တော်တို့စိတ်တွေကိုလေအဲ့လိုတွေဖြစ်နေရောကျင်တာဒါသဘာဝပဲလေပြောကျင်တာ မိမိုးရွာလဲကွာလို့မိုးရွာတာလေးခံစားကြည့်လိုက်ပါလားလို့ဘုရားကမိုးရွာရင်ကိုစိတ်ကြမကောင်းဘူးလို့မန်းလေးကအဲ့လိုယူလာလေမိုးရွာရင်အလုတ်ကမလာကြတော့ဒါဘလို့မိုးရွာရင်မကောင်းဘူးလို့ကျွန်တော်ကဒီကအဲ့လိုဖြစ်နေတာဟုတ်အဲ့တော့မိုးရွာတာနေပြီးတော့တဘာဝလေကျွန်တော်ကပြောရွာရွာပါရကိုဘလို့နေမလဲဒါအဓိကကြတာကိုကိုကိုနေတတ်ထိုင်တတ်တတိလေးနဲ့ယူရွေးချေတတ်ပြောကြည့်နေတာဒါကနေရာတကဆရာကုံတွေးနေတော့အဲ့လိုတွေပြောဖြစ်နေတရားက တရားထူးထူးဆန်းဆန်းကိုစိတ်ထဲမှာအဲ့လိုမခံစားရဘူး။ဘဝထဲမှာပဲတရားအကုန်တွေ့နေရတာ။အဲပြောကျင်တာ။အဲ့တော့အာယုန်နေရာလဲလာကျင်တာလာမှာပဲလေမျက်စိပြည့်လည်းမမြင်လို့မရအောင်နားရှိမကြားကြည့်လို့မရအောင်ဒါတည်းကဒါပေမဲ့ကိုယ်အဲ့ဟာရှေးစိတ်ပြီ။တဘာဝတွေနောက်စိတ်ကကိုယ်ကိုယူရင်းနေပေါ့။ရှေးစိတ်အခုကရှေးစိတ်ကမြင်လိုက်တဲ့နောက်ကစိတ်ပဲချမ်းသာတာနဲ့အမလေးပျော်လိုက်ရတာနဲ့တော့ အဲ့တော့ကိုကိုရွေးချယ်တတ်တဲ့လေးချင်းမရှိတော့ကိုဘလို့နေသင့်တယ်ဘလို့ထိုင်သင့်တယ်ဆိုတော့ကို့စွမ်းရည်တွေယော့ကုန်ပြီပေါ့နော်ဒါမှမဟုတ်ကို့ရဲ့စွမ်းရည်တွေဒီသီလသမารိပညာတွေသတိဝိရိယသမารိတွေဓာတိတီထောင်ပြောဆရာတို့ဘဝမှာဖြတ်တန်းခဲ့ရတာပေါ့ရှေးစိတ်နောက်စိတ်အကုန်အတူတူပါပဲနော်ဟုတ်ပါပါဒီနေ့တရားမိကုံးများကိုဖြစ်ကြပေးပါတော့ဆရာအားအထူးကျေးဇူးတင်ပါတယ်ရှင်။မိမြညာတော့ဓမ္မမိတ်ဆွေများအလုံးကိုလေ